بسم الله الرحمن الرحيم الحمد لله ကျွန်တော်တို့အာဘကီအူရူဒူရဲ့ lesson 8ကိုဖတ်မှာဖြစ်ပါတယ်ဒီတိုင်ငံသားကမနေ့ကတိုင်ငံသားနဲ့ဆက်သွယ်မှုရှိတယ်နော်ကျွန်တော်တို့မနေ့ကဖတ်ခဲ့တဲ့တိုင်ငံသားမှာလက်ရှိ ကာလမှာစကား2မျိုးရှိတယ်ဆိုပြီးဖတ်ခဲ့တယ်အဲ့ဒီ2မျိုးမှာပထမမျိုးစားမှာတဝေထုနာငင်းနေဆိုတဲ့စကားလုံးမပါဘူးဒုတိယအမျိုးစားမှာတဝေထုနာငင်းနေဆိုတဲ့စကားလုံးပါတယ် ဥပမာဖြင့်ကျွန်တော်ကြောင်းတက်တယ်ကျွန်တော်ကြောင်းတက်နေတယ်ကျွန်တော်တို့စာဖတ်တယ်ကျွန်တော်တို့စာဖတ်နေတယ်ဒီစကားနှစ်ခုလုံးကလက်ရှိကာလရဲ့စကားဖြစ်တဲ့ သို့သောတခုမှတဝေထုနာငင်းနေပါတယ်နောက်တစ်မျိုးစကားမှတဝေထုနာငင်းနေမပါဘူးကျွန်တော်တို့ပြီးခဲ့တဲ့ lesson မှာတဝေထုနာငင်းနေမပါတဲ့မျိုးစားစကားကိုဖတ်ပြီးသွားပြီเนาะအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့တဝေထုနာငင်းနေပါတဲ့မျိုးစားစကားကိုဖတ်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီစကားကိုကျွန်တော်တို့စာစီဖို့အတွက်ဘာလုပ်ရမလဲဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့တိုင်ငန်းသားမှာဘလို့လုပ်ခဲလဲဒီတိုင်ငန်းသားမှာလဲ quality area တိုင်းပဲလုပ်မယ်ကျွန်တော်တို့ပြီးခဲ့တဲ့တိုင်ငန်းသားမှာဒီတာဟွန်တီဟွန်ဒီစကားလုံးတွေကို verb ရဲ့ကြိယာရ ရနောက်မှာထည့်ခဲ့တာဒီနေ့တိုင်ငန်းသားမှာလဲကွတ်တီအဲရီယာတိုင်းပဲကျွန်တော်တို့ဒီရာဟာဟူရေဟီဟူရာဟာဟဲဒီစကားလုံးတွေကိုဘာဖြစ်အနောက်မှာထည့်ယုံလဲကျန်တာဘာမှလုပ်စရာမလိုဘူးအဲဒါကြောင့်ဆရာပေးခဲ့တဲ့တိုင်ငန်းသားမှာပြောပြီးသွားပြီဒီ lesson တွေကဒီတိုင်ငန်းသားတွေကတကူသဘောပေါက်မှနောက်တကူသဘောပေါက်မှမဟုတ်ရင်သဘောပေါက်မှမဟုတ်ဘူးအဲဒါကြောင့် lesson 7ကိုမကြည့်ရသေးတဲ့သူတွေကအရင် lesson 7ကိုကြည့်ပေးပါပြီးမှကျန်တဲ့တိုင်ငန်းသားတွေကိုကြည့်ပါအခုကျွန်တော်တို့စာစီကြမှာပေါ့နော် उपमावें मैं होमवर्क कर रहा हूँ चनो दी एंसा ये नेरे मैं अडे चनो होमवर्क अडे दिया इंग्लिश सकालों एंसा कर रहा हूँ लो नेरे दि करना दिया का फेल वाप छे देनो चनो रो पी के रहते हैं नाम से आप भी तो अभी चनो रो वाप ये नोकसों मन ना सुरे सकालों को फ्यूक लाइट है फ्यूक फ्यूक लाइन है बात चले कर चले ए ए दिक्कत ये अन्ना हम चनो रो डी सकालों डी थे में तब तो बाबा भी नो मैं होमवर्क कर रहा हूँ चनो အဲအင်စာလုံနေတယ်အပေါ်ပေါက်ကြီးနော်ဒီကအဖြေစာကြောင်းကျွန်တော်တို့မိုင်းနဲ့မှုသုံးတယ်နော်အဲအကေလို့မင်္ဂလေးဆိုလို့ရှိရင်ရဟင်းမှုသုံးမှာပေါ့နော်ပြီးတော့အနေကင်းနဲ့ကျွန်တော်တို့ရဟာဟဲမင်္ဂလေးဆိုရင်ရဟီဟဲအလိုသုံးမယ်နော်ရဟာဟဲရဟီဟဲပြီးတော့အမြကင်းနဲ့ရဟေဟုဒါမှမဟုတ်ရဟေဟဲဒီနှခုကနဲ့တခုသုံးမှာပေါ့နော်နောက်တစ်ကြောင်မာခါနာဘနာရဟီဟဲမာခါနာဘနာရဟီဟဲအမေကအစာတောက်ချက်ပြုတ်နေတယ် ဒီမှာမာစကားလုံးကအနေကင်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှာရဟီဟဲဒါမှမဟုတ်ရဟာဟဲဒီနှစ်ခုကနေတစ်ခုသုံးမှာရဟီဟဲဘာကြောင့်သုံးထားတာကျွန်တော်တို့မင်္ဂလီတွေနဲ့အမျိုးသမီးနဲ့ရဟီဟဲသုံးတယ်အဲဒါကြောင့်ရဟီဟဲသုံးထားတာနော်ပြီးတော့ဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းလုံးဝတူတူပဲမာအမေခါနာအစာတောက်ဘနာရဟီဟဲပြူလုံနေတယ်ချက်ပြုတ်နေတယ်အဘဘဝီနော်ပြီးတော့ဒီမှာဒီဘနာနာအတိ လုပ်သည်ဘာနာနာအဓိပ္ပာယ်ပြုလုပ်သည်အဲ့ဒီဘာနာနာမှာနောက်ဆုံးနာကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဒီရဟဟေတာထည့်လိုက်တာဟိုအရင်ကတန်ခင်းတာအတိုင်းပေါ့နော်နောက်တစ်ကြောင်เอกကာရအာရဟီဟဲเอกကာရအာရဟီဟဲကာရဆိုတာကကာကိုပြောနေတာအင်္ဂလိပ်စကားလုံးရေးထားတာနော်ကာတစီအာရဟီဟဲလာနေတယ်လုံးဝပမာစကားနဲ့အတူတူပဲနော်ကာကာတစီအာရအာရဟီဟဲလာနေတယ် အခုဒီစာကြောင်းကအနေကင်းဖြစ်တဲ့ a car ဒီစကားလုံးကအနေကင်းဖြစ်တဲ့အဲဒါကြောင့်ကျွန်တော်တို့နှုတ်ဆုံးမှာပါရေးထားလေဒီနှခုကနဲ့တခုရေးမှာပေါ့နော်ရာဟာဟဲဒါမှမဟုတ်ရဟီဟဲအဲ့တော့ဒီ car ဆိုတဲ့စကားလုံးကိုအရူရူသမားတွေက feminine monas အနေနဲ့သုံးတယ်အမအနေနဲ့သုံးတာထိအနေနဲ့မဟုတ်ဘူးကာရီဆိုတဲ့စကားလုံးကိုလည်းလိုမျိုးပဲအဲ့ဒါကြောင့် a car r ဟီဟဲလို့ပြောလိုက်တာအပေါ်ပေါ်ပြီနော်ကာဒစီလာနေတယ်နောက်တစ်ကြောင်းကကြတော့ wo log kaam nahi kar rahe hain ဒီဟာကြတော့အငြင်းစာကြောင် ဟုတ်ဆရာကအငဲ့စာချုပ်ဘလို့စီလေးရတာပါပြနေတာနော်ဝိုးလုတ်ကမ်းနေဟိကရရဟဲဟဲသူတို့ဒီအလုတ်မလုံနေဘူးဒီမှာဝိုးလုတ်အတိတ်ပဲသူတို့ထိုလူတွေ ကာမတိတ်ပဲအလုတ်နေဟိအတိတ်ပဲမဟုတ်ဘူးမာပေါ့နော်ကရဏအတိတ်ပဲပြုလုတ်ဒီအဲ့ကနေနားကို ဖြုတ်ပြီးတော့ဒီရဟဟဲရဟိဟဲအဲ့ဒါထေးထားတာဒီတစ်ခါအများကြီးမိုလို့ရဟိဟဲရေးထားတာ वो लोग अटैक पे तूरो अम्यागे तब आप भी ना अरे बमा सगाने टाइम जी में सोये ले लोमा टूटू हुए तूरो दी वो लोग अलोग काम मलोग बू नहीं कर रहे हैं तब आप भी ना अलोग मलोग नहीं बू तब आप भी ना नाउ टू को जा क्लास शुरू हो रहा है क्या दिया मैं कौन सा जाऊँ अखू मैं कौन सा जाऊँ बाजू फिर डाले चुनो लोग क्या सोरे सका लूँ वो सा जाऊँ लो वहाँ अशे माँ टमा माओ लो वहाँ नौ सौ माठे हैं हक दिला फिर दिला सोरे मैं कौन फिर दे एरा जाऊँ दिया अल्लो म्यो मैं कौन फिर तो आ भी कला सोरे सका लूँगा अने गई एरा जाऊँ चुनो लोग नौ सौ मार रहा है ठे ठारे ये सका लूँ तब अब भी ना क्लास शुरू हो रहा है क्या शुरू होना देख बे सात एंडी ए तंग है ना सात एंडी भी ला लोमेनी रा బాబూవి నా క్లాస్ షురూ హో రహా హై రహా హై క్యా తైంగంద సటెనిబిలా అరో బమా సగనే తంజిమి సయనిలే లోంవా టొడుబే తైంగంద క్లాస్ సటెనిబిలా షురూ హో రహా హై క్యా క్యా సగాలూంగు జనరొ ఆశే మా థేయె లే యాడే బోనో పిరో నౌటొకో జారొ తుమ్ కహా జా రహే హో మెను బేద్వా నే లాలే తుమ్ సోలే సగాలూంగు అమ్యాకి కహా దేబే మేమాలే ကြားတယ်ဟေးဟိုအတိတ်ပဲသွားနေတာလေဒီရမဲခွန်စာကြောင့်ပေါ့နော်ဒီကြားစကားလုံးကမဲ့တကယ်တော့ဂျာနာဂျာနာအတိတ်ပဲသွားသည်ဒီဟာကရိယာပေါ့နော်ဘာပေါ့နော်သို့တော့ကျွန်တော်တို့စာစီရခိုင်ဒီဘာဖြစ်ကရိယာရဲ့နောက်ဆုံးမှာနာဆိုပြီးစကားလုံးတစ်လုံးရှိနေတာကိုဖြုတ်တယ်နော်အဲဒါကြောင့်ဂျာနာကနေနာကိုဖြုတ်လိုက်တော့ဂျာဖြစ်သွားတယ်အေးအေးဒီဂျာရဲ့နောက်မှာကျွန်တော်တို့ဒီစကားလုံးတွေထည့်လိုက်တယ်တဘောပေါ့ပြီနော်ကျွန်တော်တို့အာဘနဲ့ဒီစကားလုံးသုံးတယ်ရေဟိုအဲဒါကြောင့် ကြားရေဟေဟောလို့ပြောထားတယ်နော်အများကြီး ਨੇ ရေဟေဟောသုံးရင်လည်းရတယ်ရေဟေဟဲသုံးရင်လည်းရတယ်နော်သူမကဟာကြားရေဟေဟောမဲဘေသွားနေတာလေမဲတို့ဘေသွားနေတာလေသဘောပေါက်ပြီနော်ဗမာစကားနဲ့တိုင်းချင်းရင်လည်းလုံးဝတူတူပဲမဲတို့တွမ်ဘေကိုကဟာသွားနေတာလေကြားရေဟေဟောသဘောပေါက်ပြီနော်နောက်တစ်ခုကကြတော့ हम बात नहीं कर रहे हैं ဒီဟာကအငြင်းစာကြောင့်ကျွန်တော်တို့ဒီစကားမပြောနိုင်ဘူး हम အများကြီးမို့လို့နောက်ဆုံးမှာရေဟင်ရေးထားတယ်ဘတ်ကရဏဒိဗေစကားပြောသည်အဲဒီဘတ်ကရဏဒိဗေစကားပြောသည်ဆိုတော့ဒီကရဏကနေနာကိုဖြုတ်ပြီးတော့ရေဟင်ဒီစကားလုံးထည့်လိုက်တာတဘောပေါ့ကွနော်အခုဒီဟာဖင်နဖီမဟုတ်ဘူးဆိုတော့မာဆိုတဲ့စကားလုံးကိုပြန်မထည့်လိုက်လေပမာစကားမှာပြန်မထည့်လေ48ဒီနေရာမှာထည့်တာပမာစကားမှာပြန်မထည့်လေဥပမာပြန်ကျွန်တော်တို့ အဲ့ဒီမားကိုပြန်မထည့်လဲပြောသည်ရဲ့ရှေးမှာအူရူလူစကားမှာလဲကွတ်တီးဒီနေရာမှာထည့်ထားတာကျွန်တော်တို့ဟမ်ဘတ်စကားမနေဟိပြောတယ်ကရရဲပြောနေတယ်ကရရဲသဘောပေါက် ောက်ပြီးလုပ်ထင်ပါလေအခုဒီသဘောမပေါက်သိရင်ဆရာကို comment မှာလာပြီးပြောပြရင်အင်ရှာလာဆရာရတဲ့ပုံစံနဲ့ရှင်းပြဖို့ကြိုးစားပေးပါပေးပါဗောနောပြီးတော့ဒီတန်ခမ်းသားနဲ့များများ subscribe လုပ်မယ်နောက်တစ်ခုကပြီးခဲ့တဲ့တန်ခမ်းသားနဲ့ဒီတန်ခမ်းသားမှာပါကွာတာလေဒါလည်းတော်တော်လေးနားလေးဖို့အရေးကြီးတယ်နော်ပြီးခဲ့တဲ့တန်ခမ်းသားမှာကျွန်တော်တို့ကဒီတာဟွန်းတီဟွန်းအလို့တုံးတာဒီမှာကြတော့တာဟွန်းတီဟွန်းမဟုတ်ဘူးရဟဟွန်းရဟီဟွန်းအလို့တုံးတာပြီးတော့အတိတ်ပြရရဘလို့ကွာလေအတိတ်ပြရရက ြီးခဲ့တဲ့တိုင်ငန်းသားကြီးအတိတ်တွေကကျွန်တော်တို့သွားတယ်ကျွန်တော်တို့စားတယ်သူတို့ကလုံမလုံဘူးကျွန်တော်တို့ကလုံလုံတယ်အဲ့လိုမျိုးစကားလက်ရှိကာလမှာတဝေထွန်းနာငင်းနေမပါတဲ့စကားဒီစကားကကြတော့တဝေထွန်းနာငင်းနေ ပါတဲ့အဲ့လိုမျိုးစကားတဘောပေါက်ပြီနော်ဥပမာပြန်ကျွန်တော်တို့ကလုံသွားသွားနေတယ်ကျွန်တော်တို့စာဖတ်နေတယ်သူတို့အိတ်နေတာမဟုတ်ဘူးဒီလိုမျိုးစကားပေါ့နော်နှစ်ခိုးလုံးတော့လက်ရှိကာလပဲဒါပေမဲ့နည်း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 စီကြွားတယ် ဘောပေါက်ပြီနော်အဲဒါကြောင့်တန်ငန်းသာနှစ်ခိုးလုံးနဲ့ exercise လုပ်မယ်ဥပမာပြန်ကျွန်တော်တို့ဒီမှာခက်ဆက်တွေရေးထားတယ်ဘူလာနာဘူလာနာအတိတ်ပဲခေါ်သည်တယောက်ယောက်ကိုခေါ်တာကိုဘူလာနာလို့ခေါ်တယ်ဒီဘူလာနာစကားလုံးနဲ့တန်ငန်းသာနှစ်ခိုးလုံးနဲ့ကျွန်တော်တို့လေ့ကျင့်မယ်ဥပမာပြန်မာဘူလာရဟီဟဲအမေကခေါ်နေတယ်ဒီတန်ငန်းသာမှာပေါ့နော်ဘူလာရဟီဟဲအရင်ကတန်ငန်းသာနဲ့ပြောမယ်ဆိုလို့ရှိရင်မာဘူလာတီဟဲအမေကခေါ်တယ် खोने रे महू नो माँ बुलाती है अमे खोरे माँ बुला रही है अमे खोने रे तब अब भी नो अलो मैं नाउ टोको सगा लूँगा याद करना याद करना दे बे तड़िया दी एरो मैं याद करता हूँ अलो सो ये अयेंगा तेंगे ना माँ वैं तो अभी मैं याद करता हूँ चनो तड़िया दे मैं याद कर रहा हूँ दी तेंगे ना मैं याद कर रहा हूँ चनो तड़िया नेरे तब अब भी नो पिरो नाउ टोको चारो मदद करना मदद करना दे कुी मदद करना दे कुी अको पे दीवनो वो मावे वो मदद करता है तंगे तंगा वो मदद करता है तंगे अयंगा तंगा प्यों रहो तू दी कुी रे वो मदद कर रहा है तू दी कुी पे नहीं रे अखो तंग ီလိုမျိုးအဲ verb တွေကို criteria တွေကိုယူပြီးတော့ကျွန်တော်တို့များများလေ့ကျင့်ဖို့အရေးကြီးတယ်အဖြေစာကြောင်းအငယ်စာကြောင်းမေခွန်းစာကြောင်းအကုန်လုံးကျွန်တော်တို့လေ့ကျင့်ရမှာပေါ့နော်အင်ရှာလာကျွန်တော်တို့နောက်တစ်ပိုက်ကိုနောက်တစ်ခု recording မှာဖတ်ကြမှာပေါ့နော်